တော်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့လက်ထက်ကမြို့ကြီးတွေတာဝတိမြို့ရာဇဂျိုမြို့အဲ့ဒီမြို့ကြီးမြို့ကြီးတွေမှာတာဝတိမှာဆိုရင်အနာတပင်တထေးရာဇဂျိုမှာဆိုရင်သတိလာတို့ဇောတိကစတဲ့တထေးကြီးတွေရှိကြသလိုပဲကောတံမီဆိုတဲ့မြို့ကြီးတစ်မြို့ရှိတယ်အဲ့ဒီမြို့ကြီးမှာလည်းတထေးကြီးတော့ရှိတယ် တထေကြီးသုံးကတိဂောတကတထေနှစ်ကုကုတတထေသုံးပါဝရိကတထေဆိုပြီးတထေကြီးသုံးရှိအဲ့ဒီကောတံပီမြို့ဟာဟိမဝန္တာနဲ့မဏိမဝေဖြစ်တော်ဟိမဝန္တာ တော်အရက်မှာသူရကောင်းအကျင့်ကိုကျင့်သုံးနေကြတဲ့ယသိ900 မိုးဝင်ကန်နီးပြီးမိုးကြကန်နီးပြီးဆိုရင်တောထဲမှာအင်မတန်နေရထိုင်ရတာခက်ခဲတဲ့အတွက်တာကြောင့်မိုးတွင် လေးလအဲ့ဒီကောသံဘီမြို့ကိုသွားနေကြတယ်သွားနေကြတဲ့အကြောင်းရင်းကလည်းကောသံဘီမြို့ကတထေသုံးကရှင်ဘုရားတို့မိုးတွင်လေးလတော့တပည့်တော်တို့နေတဲ့နေရာမှာလာလာနေပြပါတပည့်တော်တို့စွန့်ကွန်းဝေယဝဆပြုစုလုပ်ကြွေးပါမယ်လျှောက်ထားတော့ အဲ့ဒီကောသံဘီမှာယသိ900ကနှစ်စဉ်နှစ်စဉ်လာနေကြဒီလိုဖြစ်တရက်တော့ယသိ900တော်တဲ့ကနေဆင်းလာပြီးတော့ညောင်မင်းကြီးတပင်အောင်ရောက်တယ်ညောင်မင်းကြီးတပင် အောင်ရောက်တဲ့အခါခေါင်းဆောင်ယသိကဟာအခက်လက်တွေနဲ့ကောင်းလိုက်တဲ့ညောင်မင်းကြီး ဟာရညောင်မင်းကြီးမာတဲ့တကိုးကြီးတဲ့ရုပ်ကစိုးနတ်ရှိကိုရှိလေပဲဒီလိုသုံးသတ်တယ်အဲကြောင့်ငါတို့တို့တွေတနေ့မှာဆက်နှစ်လရှစ်လကတော်တဲ့နေပြီးတော့လေးလကကောတံမီမြို့ကိုပြန်ပြန်နေကြတာပါကွာတဲ့နတ်ကိုပြောတာအခုလိုပြန်လာတဲ့အခိုက်မှာမောလို့ပန်းလို့ဒီသိမ့်မင်အောင်ခဏဝင်နာကြတာ ညောင်ပင်ဆောင်တတ်ရည်တဲ့မောနေပန့်နေတဲ့တို့တွေကိုရေအေးအေးလေးတောက်เสียပေးရင်ဘလောက်ကောင်းမလဲလို့ဒီလိုတွေးပြီးဒီလိုကြံလိုက်တော့တောက်ရည်တွေအသီးသီးအကုန်ရတယ်ဟာအဲ့ဒီမှာရေသိတွေအံ့ဩသွားတယ်နောက်တစ်ခါဆက်ပြီးတော့တို့တွေချွေးတွေတန်နေနဲ့မော့ပန့်နေတယ်ချိုးဖို့အတွက်ချိုးရည်လေးပါရရင်ဘလောက်ကောင်းမလဲလို့ဒီလိုပြောတော့ချိုးရည်ပါတစ်ခါရရေသိ900ရေချိုးကြ ရေချိုးပြီးပြန်တော့တခါဟာရေလဲချိုးလို့ပြီးပြီအမောပြေနာနေတုံးလေးများစားစရာလေးရရင်ကောင်းပါပဲလို့ဒီလို တွေးလိုက်တော့စားစရာလည်းပဲအဲ့ဒီနတ်ကပေးတာပဲဟာအဲ့ဒီမှာရသေး900အံ့ဩသွားတယ်အေးတို့တောင်းတိုင်းတောင်းတိုင်းအကုန်ရပဲတကိုးကြည့်လိုက်တဲ့နတ်ကွာတကိုးကြည့်လိုက်တဲ့နတ် တို့တို့ရေကိုစားเสียရတောက်เสียအကုန်ပေးတယ်တို့ကြံတိုင်းကြံတိုင်းလှုပ်ဆောင်ပေးတယ်တကိုးကြည့်တဲ့နတ်ကိုမြင်ခွင့်ရရင်ဘလောက်ကောင်းမလဲလို့ဒီလိုတွေးလိုက်ကြံလိုက်တော့တခါနတ်ကတကိုးနဲ့ထင်ရှားပြပြန်တယ်တကိုးနဲ့ထင်ရှားပြလိုက်တဲ့အခါအဲ့ဒီမှာမလုပ်ကြတော့မေးလိုက်တော့ယသိတွေကမေးတယ်အသိနဲ့မင်းတကိုးကြည့်လိုက်တာ ငါတို့တို့ရဲ့တောင်းတတိုင်းတောင်းတတိုင်းငါတို့တို့ရဲ့အလိုဆန္ဒအကုန်လုံးပြည့်ဝဖြည့်ဆည်းပေးနိုင်တယ်။အဘယ်ကဲ့သို့သော ကုသိုလ်ကောင်းမှုတွေပြုလာလို့ဤလောက်ကြီးတကိုးတွေကြီးနေတာလေလို့မေးလိုက်တော့အဲ့ဒီအဖြေကိုမဖြေပါရစေနဲ့တဲ့နတ်ကတောင်းပန်ကြတယ်။ခဏတိုင်းခဏတိုင်းမရရအောင်မေးနေတဲ့အတွက်တာကြောင့်နောက်ဆုံးနတ်ကဖြေရှားတယ် ဘာဖြစ်လို့လဲသူမဖြည့်ချင်တာလဲမေးရှက်လွန်းလို့လူဘဝနေလာရတာအကြာကြီးမှာကောင်းမှုလေးနဲ့နဲ့လေးပြုတ်ခဲ့ရတာရှက်လွန်းလို့အဲ့ဒါကြောင့်တပည့်တော်မပြောရဲတာအခုရှင်ဘုရားတို့ကမေးလာတော့တပည့်တော်ပြောရတော့မှာပေါ့ဗျာဆိုတော့ကင်ပြောပါကွာဘယ်ကဲ့သို့ကောင်းမှုပြုတ်လာသလဲလို့မေးတော့တာဝတိပြီအနာတပင်တထေးအိမ်မှာအလုသမားတွေများစွာရှိတယ် ဥပုံနေတိုင်းဥပုံနေတိုင်းဥပုတ်တိလစောင့်တည်ကြတာကျင့်သုံးကြတာကိုသူကောင်းကောင်းမသိခဲ့တရက်တော့ဥပုံနေရောက်တဲ့အခါစပုံမှုကမေးတယ်ခနေ့ဥပုံနေနော်ဥပုံမစောင့်မဲ့လူများရှိသေးလားအလုံးခါတိုင်းလိုပဲဥပုံစောင့်ကြမလားမေးလိုက်တော့ကျန်တဲ့လူတွေအားလုံးကအကုန်လုံးကခါတိုင်းပုံသင်ပဲပြန်ပြောစင်းငါးလေးတယောက်လဲထွန်လုံကစားလေးတယောက်ကမပြောမိလိုက် သင်လည်းမသိလို့နားလည်းနားမလဲလို့ तू မပြောမိလိုက်တာအဲ့ဒါနဲ့နွားကပြီးတော့တဲ့ထွက်သွားတနေ့လုံးလှုပ်လို့မနေ့6နာရီကနေလှုပ်တယ်ဆိုကြပါစို့နေ့လည်း12နာရီထိုးကန်ပြီးတော့ခဏနားမယ်ဆိုပြီးတော့အိမ်ပြန်လာအိမ်ပြန်လာတော့ထမင်းစားတဲ့နေရာရောက်တဲ့အခါခါတိုင်းဆိုရင်တော့လုံသမားပေါင်းစုံအဲ့ဒီမှာထမင်းစားကြတယ်လူတွေအများကြီးအိုးအိုးကြွကြွဟိုကဟင်းပေးပါအောင်ဒီကထမင်းပေးပါအောင်ဒီကထမင်းထည့်ပါဟိုကဟင်းထည့်ပါနဲ့ ဟာဟင်းယူအောင်မလားထင်မင်းယူအောင်မလားနဲ့လိုက်တဲ့လူတွေကလိုက်ကျွေးတဲ့လူတွေကကျွေးစားတဲ့လူတွေကစားနေပျော်ပျော်ပါပါဒီလိုနေကြရတာဒီကနေ့တော့တယောက်တည်းဖြစ်အဲ့ဒီမှာလက်ထုံးပြန်လာတဲ့အဲ့ဒီကောင်လေးကပြောတယ်ခါတိုင်းလူတွေအများကြီးဗျာကနေ့တယောက်တည်းဖြစ်နေဘလို့ကြောင်းဥပုံနေ့လေကွာကြံတဲ့လူတွေဥပုံစောင့်ကြတော့စောစောစီစာ72နာရီထိုးတော့သူတို့တွေဖြတ်ပြီးပေါ်တဲ့ဥပုံစောင့်သုံးထားတဲ့ပုဂ္ဂိုလ်ကဝိကာလဘောဇနာဘယ်စားမလဲ မစားတဲ့အတွက်တာကြောင့်ဆက်နေနေမလွှဲမိမှာစောစောစီစီအလုံးစားလို့ပြီးသွားပြီခဏိတို့အတွက်တနေ့တာအာဟာရဟာပြည့်စုံသွားပြီတဲ့ဥပုသ်စီလာစောင့်သုံးကြပြီပေါ့ဟာအဲ့ဒီတော့ဒီဥပုသ်ကတအိမ်လုံးစောင့်တာလားတအိမ်လုံးကလေးတွေကစအကုန်စောင့်ဒါဆိုရင်ဗျာတဲ့ကြုတ်လဲစောင့်ကျင်လိုက်တာအဲ့ဒီဥပုသ်စီလာခုချိန်မှာစောင့်လို့ရသေးလားလို့မေး အဲ့တော့တထေးကြီးမေးကွာဆိုတော့တထေးကြီးမေးတော့တထေးကြီးကရပါတယ်ကိုနိုင်စလောက်စောင့်လို့ရပါတယ်လို့ပြောတာလေအဲ့ဒါနေ့လေစာစာကန်ဒီမှာမစတော့ဘဲနဲ့ခဏကျော်လို့ဥပုပ်စောင့်မယ်ဗျာဆိုပြီးတော့ပါဇက်ကိုပလုတ်ချင်းပြီးတော့ခရွင်းတန်တန်ရှင်းရှင်းနဲ့ဥပုပ်တီလာခံယူပြီးတော့မှဥပုပ်ဆောင်သုံးတယ်မနေ့စာလည်းမစားရဘူးနေ့လေစာလည်းမစားရဘူး ညနေရောက်တဲ့ခါကျတော့ဝိကာလဘောဇနာသိခါဖို့ထိမ့်ထားတဲ့တွက်တာကြောင့်ဘိုက်ကအလျန်းစာတယ်။ဘာမှစမထားတဲ့ဘိုက်ကပူးထူနေအောင်စာမှာပေါ့။စာလုံးနဲ့တွက်တာကြောင့်အော်ပြီးတော့နေရတယ်။အော်နေတဲ့အခါမှာအဲ့ဒီမန္တပင်တထေးကလာတဲ့ဟဲ့သူငယ်လေးရမ်းစာသလား။စာရင်ဒါလေးစာဒါလေးစာလို့သတုဘူးလေးယူလာပြီးကြွေးတယ်။တထေးကြီးရောဒါမျိုးစာသလား။ ငါလည်းမစားဘူးဒီအိမ်မှာလှုပ်တဲ့လူတွေလည်းမစားဘူးကလေးတငယ်တွေကစပြီးတော့မစားကြဘူးတဲ့။ဘာဖြစ်လို့လို့မေးဥဒီလာစောင့်သိနေတာရဲ့။နောက်ပြီးတော့မနေ့ကစားထားတဲ့အာဟာရပြည့်ပြည့်ဝဝရှိနေတာရဲ့။အဲဒါကြောင့်ငါတို့တွေဥပုံနေမှာမစားကြဘူးကွယ်လို့ဒီလိုပြောတော့။ဟာတိန်လုံးမှာမစားဘဲနဲ့ကျုပ်တယောက်တည်းကထူးပြီးတော့စားမယ်ဆိုတော့မဖြစ်နိုင်ဘူး။ကြောက်ကြမို့ကျုပ်မစားဘူးပြာဆိုပြီးတော့စတုမတူတော့မစားဘူးတဲ့။အဲဒါဘာလို့သူမေးလိုက်တော့ မိမိရဲ့သီလကိုအသက်နဲ့လဲပြီးတော့ကာကွယ်စောင့်ရှောက်သွားတာမနဲ့မိုးလင်းတော့အဲ့ဒီကောင်လေးတည်သွားရှာတယ်အဲ့ဒီဥပုပ်လေးနေ့တစ်ဝက်တင်စောင့်လိုက်တဲ့ကူးစုံနဲ့ဟောဒီညောင်မင်းစောင့်နေကြီးလာဖြစ်တာဗျာတဲ့ဒီလိုပြောပြအဲကြောင့်ရှင်ဖျားတို့တွေမေးတာရှက်တာဆိုတာကတပည့်တော်အဲ့ဒါပြောတာ လူဘဝမှာနှစ်ပေါင်းများစွာအကြာကြီးနေခဲ့ပါလေကနဲ့ဥပုပ်လေးတမနဲ့လောက်လေးတနေ့တစ်ဝက်လေးတင်စောင့်ခဲ့ရတဲ့တွေ့တာကြောင့်ရှက်လွန်းလို့တပည့်တော်မဖြေရတာပါဗျာဟာအဲ့ဒီမှာယသိ900သဘောပေါက်သွားတာက ဥပုပ်လေးနေ့တစ်ဝက်စောင့်တာတောင်ဒီလောက်အကျိုးကျေးဇူးကြီးတယ်တဲ့ပြည့်ပြည့်ဝဝများစောင့်ရင်ဘလောက်အကျိုးကျေးဇူးကြီးမလဲဗောဒီလိုတွေတွေးကြတယ်အဲ့ဒါကြောင့်တရားချစ်ခင်သူတော်စင်များစဉ်းစားရမှာဥပုပ်တိလရဲ့အကျိုးဟာ မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတယ်ကဘာကြီးထဲမှာရွှေတွေငွေတွေအပြည့်ထဲထားတနေ့တရက်တနံနဲ့တနေ့ပြောရင်တရက်လောက်စောင့်တဲ့ဥပုပ်သီလနဲ့ရှင်ရင်တရက်စောင့်တဲ့ဥပုပ်သီလကကဘာကြီးအပြည့်ထဲထားတဲ့ရွှေငွေထက်သားတယ်တဲ့ဒီလိုပြောသူတော်ကောင်းတို့တွေရှိထားတဲ့ရွှေငွေယရနာတွေဒီနိဗ္ဗာန်မပွေးနိုင်ပါဘူးရွှေငွေယရနာဒီနတ်ပြည်မြတ်ပြည်ရောက်အောင်မပို့နိုင်ပါဘူး ခနေတော်ကောင်းနေစောက်တီထားတဲ့ရှစ်ပါးသီလတည်း၊နတ်ပြည်လည်းရောက်နိုင်တဲ့၊နိဗ္ဗာန်လည်းရောက်နိုင်တဲ့၊မြမပြည်လည်းရောက်နိုင်တဲ့၊ငွေနဲ့ရွှေနဲ့ဝယ်လို့မရတဲ့နေရာကိုဒီသီလကပို့ဆောင်ပေးနိုင်တယ်။